ုဒီတစ်ခါမှဆိုမှကြအလှပနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့နနသီးနဲ့အလှပနဲ့ပတ်သက်တာကိုပြောပြပေးမယ်အဲ့တော့နနသီးကတော့ဒါအသီးအသီးနဲ့နေရတော့စားလို့ရှိရင်တော့ကျမကြီးတော့အလှပတော့ကောင်းတာပဲပေါ့နော်အခုဒီထဲမှာဆိုရင်ဆိုမှအရောချန်နယ်မှာဖတ်ထားတာအဲ့ဒါပါလဲဆိုတော့နနသီးရဲ့သဘင်အတွက်အသုံးဝင်မုံနဲ့အဲ့တော့နနသီးကအသားရည်အတွက်အသုံးဝင်တာတော့နားဆိုလို့သိကြရပေါ့နော်ဒါပေမဲ့သဘင်အတွက်အသုံးဝင်တယ်ဘာမှတော့မသုံးဘူးဟုတ်တယ်အဲ့တော့သဘင်တွေကလည်းဒါပို့ပြီးတော့လိုအပ်တာပေါ့နော်ကိုရီဆိုလို့ရှိရင်တစ်ချိန်လုံးကျွတ်ပြီးတော့ကြေမောရနေရမယ်တစ်ခါလုံးလေ အဲ့တော့ဒီမှာဆိုရင် तू ကပထမဆုံးပြောထားတာစိတ်ဝင်စားစရာပဲသမင်းချွတ်တာကိုတတ်တာစီတယ်တဲ့ဒါတော်တော်လေးသုံးဖို့လိုနေပြီပေါ့เนาะအဓိကကနနက်သီးထဲမှာပါဝင်တဲ့ဗီတာမင် C ပေါ့ဒါဆိုရင်အဓိကသမင်းမချွတ်အောင်လို့ तू ကကူညီပေးတာနောက်တစ်ခုကဘာလဲဆိုတော့ तू ကနနက်သီးထဲမှာဆိုရင်ねရေပျော်ဗီတာမင်ဓာတ်တွေကျွေးဝါးတဲ့အတွက်သမင်းချွတ်တာမဖြစ်အောင်ကာဝေတားစီပေးတယ်ပြီးတော့ဥယျာပြာရောင်ရမ်းတာမျိုးပေါ့เนาะဒါတွေကိုလည်းတတ်တာစီရဲ့အဲ့ဒါကပထမတစ်ချက် နောက်တစ်ခုကဘာလဲဆိုတော့သပင်ကျစ်တာတက်တာတလို့ပဲသပင်ကျဲပြီးတော့ပေါက်နေရမျိုးလေးတွေဒါတွေကိုလည်းတက်တာတဲ့အဲ့တော့เนาะဒါသပင်ပါတဲ့သူတွေသပင်ဥယျာပြာကျဲတဲ့သူတွေဒါလည်းနနတီသုံးတင်နေဘာကြောင့်ဒီလိုမျိုးသပင်ကျဲတာကိုသူကတက်တာလဲဆိုတော့ဒီနနတီရဲ့မှာပါဝင်တဲ့ bromelain enzyme ပေါ့เนาะဒီဟာကြတော့ဓာတ်တိုးဆန့်ကျင်အာနိသင်ရဲ့ပြီးတော့ရောင်ရမ်းမှုတွေကိုညှော့နေစေအာနိသင်ရဲ့အဲ့လိုမျိုးအာနိသင်နှစ်မျိုးရှိရဲ့ဒါကြောင့်မို့လို့ပါတဲ့ပြီးတော့နနတီကိုနေ့စဉ်စားသုံးပေးမယ်ဆိုလို့ရှိရင်ဥယျာပြာကိုပိုးဝင်ရောက်တာတွေတားဆီးပေးတယ်အဲ့တော့ပြောရမယ်ဆို ဥပြမှုဆွဲတာမျိုးတွေဒါမျိုးပြဿနာတွေကိုလည်းနနတိစားပြုံနဲ့တတ်တာတွေလို့ပြောရဲအဲ့တော့တော်တော်ကြီးတော့အသုံးဝင်နေတော့နနတိကတော်တော်အသုံးဝင်ပြီးတော့နောက်တစ်ခါကျတော့ဇပင်အုံကိုလည်းထူစေတယ်။အဲဇပင်အုံထူဖို့အတွက်ဆိုလို့ရှိရင်တော့နနတီးနဲ့ဘယ်လိုလုပ်ရမလဲဆိုရင်နီလန်းရှိရပေါ့နော်။အဲ့ဒါဘာလဲဆိုတော့နနတီးကိုအရေညှစ်ညှစ်ပြီးတော့ဥယျာဉ်ပြားပေါ်မှာလိမ့်ပေးပါတဲ့။နနတီးလိမ့်မယ်။နနတီး။နနတီးကွာညှစ်ပြီးလို့ရှိရင်တောက်ပဲတောက်မှာနော်။အဲ့တော့ဒါတောက်တဲ့အဆင့်တော့မရောက်ခင်မှာမြန်မြန်လေးလိမ့်လိုက်ပေါ့ခေါင်း။ အဲ့တော့လိမ့်ပြီးတော့15မိနစ်ထားထားပြီးလို့ရှိရင်ရေနဲ့ဒါတန့်စင်ပြီးတော့လျှော် နေကြခေါင်းရွှေအပြော့စားလေးနဲ့ပေါ့နော်ပြန်လျှော်ပေးပါတဲ့ဒါဆိုရင်နနက်သီးထဲမှာပါဝင်တဲ့အန်ဇိုင်းကဥယျာဉ်ပြားကိုဒါအားဖြည့်ပေးတယ်လို့မျိုးအားဖြည့်ပေးတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့သပင်တန့်စီတယ်သပင်ပေါက်တောင်အားပေးတယ်တဲ့အဲ့တော့နနက်ရေလေးလင်းယုံမဲ့ခေါင်းကို နောက်တစ်ခုကဇမင်လေးပေါ့เนาะအဖျားနှစ်ခွားဖြစ်တာ၄ဒါတွေကိုလည်း तू ကာဝယ်ပြီးပါတယ်တဲ့အဲ့တော့အဓိကဇမင်ရဲ့ဆွဲဆက်နိုင်တဲ့ဆွမ်းအားကို तू ကအားပေးတာပေါ့เนาะဇမင်ကဟိုဆွဲဆက်နိုင်တဲ့အားမရှိလို့ရှင်အရန်ကျွတ်ဆက်ပြီးတော့ကြေမွားရဲပြီးတော့ဒီနှစ်ခွားအဖျားနှစ်ခွားသုံးလေးခွားငါးခွားဖြစ်ကုန်အောင်ဟုတ်တယ်အဲ့တော့ပြတ်ထွက်တာလည်းအရန်လွယ်ဒါကြောင့်မို့လို့ဒီလိုမျိုးဇမင်အဖျားနှစ်ခွားမဖြစ်အောင်ဆိုလို့ရှိရင်နက်နက်ဒီကိုချိန်ပြီးတော့အရေးညှိယူပြီးရဥရပြအနှံ့ကိုလိမ့်လိမ့်ပြီးတော့တပတ်တစ်ထည်နဲ့ပေါင်းထားပေါင်းထားပြီးတော့15မိနစ်မိနစ်20လောက်ကြာ တော့မှရေနဲ့တန့်စင်ပြီးတော့လျှော်နေကြခေါင်းရွှေအပြော့စားလေးနဲ့လျှော်ပြီးဥယျပြားဟိုစပင်းနှစ်ခွမဖြစ်အောင်ဆိုလို့ရှိရင်တော့တပတ်လေးနဲ့မိနစ်20လောက်ပေါင်းမှုတော့လိုတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးလုပ်ပေးမယ်ဆိုရင်ဒါနက်နက်သီးတစ်မျိုးရဲနဲ့ဒါအသားကြီးလဲလှတယ်စပင်းအထွက်လဲကောင်းကျိုးရတယ်လာပါဆိုဒီမှာမိသေးကနေပြီးတော့ဒီ health update မှာပေါ့နော်ပါဝင်တဲ့ဒီ beauty top ဆိုတဲ့အကြောင်းအရာလေးပြောပြချင်တယ်။အော်အလှပါအကြောင်းကိုပြောတော့ပါ။အလှပါအကြောင်းလေး။အလှပါအကြောင်းပဲ။ तू ကမေးထားတာဘယ်လိုမေးထားလဲဆိုတော့ကိုလေးချိန်ပေါ့နော်ရှော့ချခြင်းလို့ရှိရင်တဲ့တရားထိုင်တာအချိုးတရမှုရှိတယ်ဆိုတော့ဟုတ်လားတဲ့။ तू မေးထားတယ်။အဲ့ဒါသိတော့သိချင်တယ်နော်။ဟုတ်တယ်နော်။ ဘယ်လိုပြန်ပြီးတော့ဖြေရလဲဆိုတော့သူကဒီတရားထိုင်တာပေါ့နော်ဒီဘာသာမျိုးလုံးနိုင်တယ်ဆိုတဲ့အကြောင်းဖြေထားတယ်ပြီးတော့လို့ရှိရင်เนาะဒီစိတ်ကိုတည်ငြိမ်အောင်ထားရတဲ့အတွက်ဖြစ်ပါတယ်တဲ့ဩဟုတ်တယ်ခါးကိုသူကမမတ်ထားရတဲ့အတွက်ခါးအေရတဝိုက်ကိုတဲ့အကျိုးသက်ရောက်မှုရှိစေပါတယ်တဲ့ပြီးတော့စိတ်ငြိမ်ညံ့ခြင်းအတွက်လည်းဟော်မုန်းအပြောင်းလဲကိုလည်းထိန်းချုပ်နိုင်ပါတယ်တဲ့ ပြီးတော့ဒီစိတ်တည်ငြိမ်အောင်ထားပြီးတော့တရားထိုင်ခြင်းရတဲ့ကိုအလေးချိန်ရှော့ချမှုအတွက်အထောက်ကူပြုရဲဆိုပြီးတော့ပြောထားတယ်။ဟုတ်အဲ့ဒါကိုလေးချိန်ကြာရင်တရားထိုင်ရမှာပေါ့။ဟုတ်တယ်နော်ပြီးတော့စိတ်ကလည်းတည်ငြိမ်တယ်။စိတ်ကလည်းပြီးတော့ဒီခါးကိုမမတ်ထားတဲ့အတွက်ခါး area တဝိုက်ကိုလည်းသူကဒီကောင်းတယ်ပေါ့နော်။ဟုတ်ပါဘူး။တရားကိုကိုယ်ကိုထိုင်ရတော့ဟုတ်တယ်။မမတ်ထိုင်ရ။ပြီးတော့နော်ဒီတရားထိုင်နေဆိုတာခုနကပြောထားသလိုပဲဘာသာမရွေးထိုင်လို့ရအဓိကစိတ်တည်ငြိမ်အောင်လုပ်တာဆိုတော့နော်။အာတော်တော်လေးကောင်းတယ်စိတ်ကိုဒီဖြူစင်သွားတာပေါ့ထိုင်နေရဲ့တန်ရှင်းပါနောက်တစ်ခုကကြတော့ဒ ီကျဲဥစားသုံးခြင်းအဲ့ခန္ဓာကိုယ် weight ကိုထိန်းနိုင်လို့ကြာပူတာတဲ့အဲ့အမှန်ပါသလားဆိုပြီးတော့မေးထားတယ်။ကျဲဥစားကျဲဥကြိုက်တဲ့သူတွေကဘယ်လိုလဲ။ကျဲဥကြိုက်တဲ့သူတွေရောရှောင်းအောင်မထင်နဲ့။မနက်ပိုင်းအစောကြီးမှာတဲ့ကျဲဥပြုံမစားတဲ့ဦးတဲ့။ ဟုတ်လားအဲ့လိုမျိုးစားလာတာပိန်မို့ကြိုးစားပြီးမနေ့ဆိုအစ်တဲ့ဟုတ်ပြုတ်နေစားခဲ့ကြမနေ့မှကိုကိုရီးယားဟိုဝိတ်မတက်ဆိုစားကြရလေဟုတ်အမှန်တကယ်တော့မစားရဘူးတဲ့ဒီဝိတ်တက်တယ်တဲ့ကျဲဥပြုတ်စားကြရတဲ့အဝိတ်တက်တယ်တဲ့ကျန်တဲ့အချိန်နေမှာတဲ့တင့်တော်ရုံစားရင်တော့ဘာမှမဖြစ်ဘူးတဲ့မနေ့ဆိုကြီးမစားရဘူးတဲ့မနေ့ဆိုကြီးမစားရဘူးဝိတ်ထင်းနေဆိုတာလည်းမမှန်ပါဘူးတဲ့ကျဲဥပြုတ်စားပြီးတော့ဝိတ်ထင်းနေဆိုတာလည်းမမှန်ဘူးတဲ့ကျဲဥအနှစ်ကခန္ဓာကိုယ်အစီဖြစ်တယ်တဲ့အကာတော့ပဲအကာတော့ပဲအကာတော့ပဲစားလို့ရတယ်အနှစ်က ကြတော့ခန္ဓာကိုယ်အဆီအရန်တက်စေရဲပေါ့နော်အဲ့အတွက်မနက်စောကြီးမစားရအောင်ကယ်လိုရီများတာဟုတ်တယ်ကယ်လိုရီများတာ တင့်တော်ရုံစားရင်လည်းအဟာရဖြစ်ပေမဲ့ပေါ့နော်အလွန်ကျွံစားရင်တော့ဝိတ်တက်တာဖြစ်စေတယ်ဆိုပြီးပြောထားတယ်။ဒါဆိုကြောက်ဥကိုစင်ကျင်ပြီးတော့စားရအောင်ဟုတ်တယ်နော်။ဒါပေမဲ့ပြောရင်လည်းကြောက်ပြုတ်စားချင်တာစားချင်တာအနံ့လေးညာနှခေါင်းလိုက်ရ။မနေ့စောစောလေးစားရင်ပို့ပြီးတော့ကောင်းတယ်လေကိုယ်ကြိုက်တော့စားကြရဲဒါပေမဲ့ဝိတ်တက်တယ်ပေါ့နော်ကိုကခုမှတိကျနေနေချင်းတစ်လုံးတော့စားရရပေါ့။တစ်လုံးအာသာပြေပေါ့နော်။နောက်တစ်ခုကကြတော့ဒီနှခမ်းသားတွေရပါပေါ့နော်။ဒီရာသီမရွေးသူ့နှခမ်းသားတွေရတဲ့၆တွေ့ပြီးတော့အက်ကွဲနေရပေါ့နော်။နှခမ်းကြီးဆိုတာလည်းမသက်သာဘူးလေ။ဘာဖြစ်လို့လဲဆို ြီးတော့မေးထားတယ်။မေးထားတော့ပြန်ဖြေထားတာကတော့ဒီရေတဲ့နဲပုံရရတယ်တဲ့။ရေများများတောက်ပြီးတော့အသီးနှံများများစားပေးစေချင်ပါတယ်တဲ့။ဒီနှကန်းညီနှကန်းညီရပါဘောနော်။နှကန်းကြီးအယောင်ပါတဲ့စားအစီကိုအစီကိုဆိုးပေးရမယ်။ဥပမာဆိုလို့ရှိရင်ဒီအယောင်မပါတဲ့နှကန်းကြီးအစီကိုပေါ့နော်ဆိုးပေးရင်တတ်တာရယ်ဆိုပြီးတော့ပြောထားတယ်။ဟုတ်တယ်ဟုတ်တယ်နော်။အခုနောက်ပိုင်းနှကန်းကြီးတွေကလေမတ် ပုံစံမျိုးလေးဟုတ်တယ်။ခြောက်တဲ့ပုံစံမျိုးလေးဆိုတော့သူတို့အားလုံးဆိုးလို့မရအောင်ဆိုးပြေးဟုတ်တယ်။ကွဲနေရတဲ့ပေါ်သွားမှာဟုတ်တယ်။ ကဲဒါဆိုရင်အခုအလှပနဲ့ပတ်သက်ပြီးတော်တော်လေးပြောပြပြီနော်ခဏနားကြမယ်ခေတ္တပြုံမီစီစဉ်ကနေပရိသတ်တွေအတွက်ခဏနေလို့ရှိရင်ပို့ပြီးတော့ထူးခြားကောင်းမွန်တဲ့အကြောင်းအရာတွေပြောပြပေးဖို့အတွက်ပြန်လာခဲ့ပါဦးမရှင်